ခန္ဓာကိုယ်တစ်ချမ်းလေးဖြတ်ပြီးမှချက်ချင်းပြန်ကောင်းသွားတဲ့စေနီးကိုပြောလာတဲ့တင်မောင်ဆန်မင်းဝင်းပြည်သူများလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခန္ဓာကိုယ်တစ်ချမ်းလုံးမရအောင်ဖြစ်ပြီးတော့လေးဖြတ်ခဲ့ပေမဲ့လည်းဒူးဆန်းတဲ့စေနီးကြောင့်ပြန်ကောင်းသွားတယ်လို့ပြောလာတာကတော့ဇမင်သားတင်မောင်ဆန်မင်းဝင်းမှဒါကြောင့်လည်းအလုံးကအင်အားသင့်နေကြပါတယ်လေးဖြတ်တယ်ဆိုတာက သွေးတိုးတာကြောင့်အုန်းနောက်ကနေခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်အောင်လှုပ်ဆောင်နိုင်စွမ်းမရှိတော့တာဖြစ်ပါတယ် ဒါကြောင့်လည်းလွယ်လွယ်နဲ့ပြန်မကောင်းနိုင်ပါဘူး။ဒီလိုမျိုးလေးဖြတ်တယ်ဆိုရင်ခန္ဓာကိုယ်လှုပ်ရှားလို့မရတော့ပဲ။အသက်သေးဆုံးတော့ဒေါဂီတာဖြစ်တာတွေတိဖြစ်တတ်ပါတယ်။ဒါကြောင့်လည်းလေးဖြတ်တယ်ဆိုတာကလူတစ်ယောက်ဖြစ်ရင်မိသားစုတစ်ခုလုံးကိုလူမှုရေးစီးပွားရေးနဲ့နာမှုဆုံးရှုံးမှုတွေကြီးမားပါတယ်။တင်မောင်စံမင်းဝင်းဆိုတာကမြမစက်သပင်လောကရဲ့ဥရှောင်း၊ရွှေမန်းတင်မောင်ရဲ့မြေအရင်ဖြစ်ပြီးတော့မြမစက်သပင်လောကမှာထင်ရှားကျော်ကြားတဲ့အမင်းသားကြီးဖြစ်ပါတယ်။ အခုခါမှာတော့ဒီလိုဆိုးရွားလာတဲ့လေဖြတ်မှုတံကိုခံစားလိုက်ရသူကတော့တင်မောင်ဆန်မင်းဝင်းမှာမြမစားသပင်လောကမှာဇမင်းသားဆိုတာကညဘက်တွေမှာမအိတ်မနေကပြဖြောပြရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းတင်ထားတာတက်ပို့ပြီးတော့ပြင်မှန်းပါတယ်။အခုလိုမျိုးပြင်မှန်းလို့လေဇမင်းသားတင်မောင်ဆန်မင်းဝင်းတယောက်လေပြန်းသွားခဲ့တာဖြစ်နိုင်ပါတယ်။တင်မောင်ဆန်မင်းဝင်းဟာညဘက်အိတ်ရမှာအိတ်နေရင်နဲ့မနဲ့နိုးလာတဲ့ချိန်မှာညဘက်တစ်ချမ်းလေဖြတ်တယ်လို့ဖြစ်ခဲ့ပါတယ်။အရင်နောက်လှုပ်လို့တောင်မရတော့ဘူးလို့သိရပါတယ်။ဒီလိုမျိုးခန္ဓာကိုယ်တစ်ချမ်းလုံးမရဖြစ် စ်ပြီးတော့လေးဖြတ်တယ်လို့ဖြစ်ခဲ့ရတာကြောင့်ဂရင်ဘော်ကနေတောင်ဆင်းမရတော့ဘူးလို့ဆိုပါတယ်အရင်နောက်မှာတော့တင်မောင်ဆန်းမင်းဝင်းကအောက်ကိုစူးစမ်းဆင်းပြီးတော့မိသားစုတွေနဲ့တွေ့ဆုံပြောပြခဲ့ပါတယ်။အရင်နောက်ခြေတော်လဲမရက်နိုင်ညာဘက်လက်ကလည်းလုံးဝအထီးတွေမသိရှိအဲ့ဒီလိုဖြစ်နေတဲ့ချိန်မှာတင်မောင်ဆန်းမင်းဝင်းကလေးဖြတ်နေတာကိုသိလိုက်ပါတယ်။ဒါကြောင့်မိသားစုကတင်မောင်ဆန်းမင်းဝင်းကိုအတင်းစေးုံကိုပို့ပေးခဲ့ပါတယ်။ဒီလိုစေးုံကိုပို့ပေးရလမ်းမှာခြေတော်ကိုပြန်လှုပ်ဖို့အတွက်စူးစမ်းကြည့်ရချင်းပြန်ရလာခဲ့ပါတယ်။ ဒါပေမဲ့လည်းစေယုံတက်ပြီးကုသရင်နဲ့နောက်တရက်မှာတိတိတသာပြန်တက်တာလာခဲ့တာကိုတွေ့ရပါတယ်။ဒီလိုမျိုးတင်မောင်ဆမ်းမင်းဝင်းကနှစ်ပတ်နီးပါးစေကုသမှုတွေကိုခံယူပြီးရဲ့နောက်အခုချိန်မှာတော့ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းအလင်းကားကျော်စွာရွှေမန်းတင်မောင်ရဲ့မြေဖြစ်သူတင်မောင်ဆမ်းမင်းဝင်းကအစားအသောက်အနေထိုင်တတိထားနေရာကြောင်းအခုလိုလေးပြန်ရာကနေအချိန်တိုတွင်ပြန်ကောင်းလာခဲ့ရကထူးဆန်းတဲ့ဈေးနီးတစ်ခုကြောင့်ပြန်ကောင်းသွားတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ အမှန်တကယ်မှာလဲလူတယောက်ကလေးဖြတ်သွားပြီဆိုရင်အကောင်ပကတိဖြစ်ဖို့ကမဖြစ်နိုင်တဲ့လောက်ရှိပါတယ်။ကံလွန်ကောင်းတဲ့သူလေးဖြတ်မှုတံကိုအနှဲငယ်လောက်သာကြုံရတဲ့သူတွေကကံလွန်ကောင်းတဲ့သူလေးဖြတ်မှုတံကိုအနှဲငယ်လောက်သာကြုံရတဲ့သူတွေကသာအကောင်ပကတိကိုပြန်ကောင်းစေတာဖြစ်ပါတယ်။ဒီပေါင်းစမ်းမင်းဝင်းကတော့ထူးဆန်းတဲ့ဈေးနီတစ်ခုနဲ့ပြန်ကောင်းသွားအောင်လှုပ်လိုက်တာဖြစ်ကြောင်းပရိသတ်တွေကိုဝေးမြခဲ့ပါတယ်။အဆိုပါဈေးနီကတော့ယတနာ၃ပါးဖြစ်တဲ့ဖရာတရားတန်ကာကိုယုံကြည်ကိုးကွယ်စိတ်ကပ်ခြင်းဖြစ်ပါတယ်။ အရင်နောက်တင်မောင်ဆမ်မင်းဝင်းကမိဘတွေကိုလည်းလှုပ်ကြွေးနေတဲ့သားလေးမှတယောက်ပါ ရွှေမန်းတင်မောင်ရဲ့မြေဖြစ်တဲ့တင်မောင်ဆမ်းမင်းဝင်းကတော့ယတနာမြတ်သုံးပါးကိုရိုသေကိုးကွယ်စီကတ်တယ်လို့သူကိုယ်တိုင်ကလည်းမိဘတွေကိုလှုပ်ကြွေးနေရဲ့သားလိမ်မာတယောက်ဖြစ်တာကြောင့်ပြန်ကောင်းလာခဲ့ရဖြစ်တယ်လို့ဆိုပါတယ်။လူတွေအနေနဲ့ကတော့လေဖြတ်မှုမကြုံရအောင်သွေးပေါင်မှန်မှန်ချိန်တော့အငန်တက်နဲ့အစီအစိမ့်ပါတဲ့အစားအသောက်တွေကိုစင်ကျင်စားသုံးတင်တယ်လို့တင်မောင်ဆမ်းမင်းဝင်းကအကြံပေးပါတယ်။ပရိသတ်တွေကရောလေဖြတ်သွားပေမဲ့ချက်ချင်းပြန်ကောင်းလာတယ်။တင်မောင်ဆမ်းမင်းဝင်းရဲ့ဆေးနီးကိုဘယ်လိုမျိုးတင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်